လူမျိုးရေးတက်မတော် TNL နဲ့စစ်ကောင်စီအပြစ်ရက်စဲလိုက်ပြီးတဲ့နောက်တပိတ်ချင်းစင်ကူမတရားမျိုးနယ်တွေမှာလေကြောင်းတိုက်ခတ်မှုတွေပိုတိုးလှုပ်လာသလိုမြေပြင်ကနေလည်းအင်အားအလုံးရင်းနဲ့အပြင်းထန်ထိုးစစ်ဆင်နေကြတယ်လို့ကာကွယ်ရေးတပ်တွေနဲ့ဒေသခံတွေကပြောပါရယ်။ အပြည့်ရလိုက်တဲ့အော်တိုဘားလာ29ရက်နေ့ကစပြီးအော်တိုဘားလာ31ရက်နေ့အထိတပိတ်ချင်းစင်ကူမတရားမျိုးနယ်တွေမှာ နေ့စဉ်လေကြောင်း drone လက်နက်ကြီးနဲ့အပြင်းထန်တိုက်ခိုက်နေပြီးမတရားမျိုးဘက်ခြမ်းနဲ့အရှိမျိုးဘက်ခြမ်းကအမှတ်1014လေကြောင်းရန်ကာကွယ်တပ်စခန်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့မြေပြင်ကနေလည်းအပြင်းထန်ထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ် နေရောညပါဝေဟင်တိုက်ခိုက်မှုတွေလုပ်နေတာကြောင့်ဒေသခံတွေဘေးလွတ်ရာခိုးလုံနေကြရတယ်လို့စေကူးမျိုးကဒေသခံတအုပ်က TV ကိုပြောပါတယ်။မတရားမျိုးနယ်အတွင်းမှာလည်းစက်ကောင်စီတပ်ရဲ့ဒီအပိုင်းအတွင်းထိုးစစ်ကြောင့်ဒေသခံထောင်နဲ့ချီဘေးလွတ်ရာတွေမှာဖြစ်တယ်လို့ခိုးလုံနေကြပြီးစစ်ပေးဒုက္ခတွေအတွက်အစာဝတ်နေရေးအကူအညီတွေလည်းလိုအပ်နေရလို့ဒေသခံတွေစီကသိရပါပါတယ်ရှင်။ စစ်တပ်ကပြည်ပရောက်အလို့သမားတွေကိုမိသားစုတွေစီတရားဝင်ငွေလွှဲပို့ဖို့အကြက်ကင်နဲ့လှုပ်ရက်ကိုအာဏာရရင်ဆက်လုပ်သွားမယ်လို့ကြန့်ခိုင်ပါတီဥက္ကဋ္ဌဦးခင်ရီကပြောပါတယ်စေအစုကလုံမဲ့အထူးရောင်ရွေးကောက်ပွဲအတွက်ကြန့်ခိုင်ပါတီကမဲဆွယ်ပြောကြတာမှာပြပရောက်အလို့သမားတွေဆန္ဒမရှိတဲ့မိသားစုစီကိုငွေလွှဲပို့ခိုင်းတဲ့ကိစ္စပါလာတာဖြစ်ပါတယ်။ ပြည်ပရောက်အလို့သမားတွေရဲ့မိသားစုစီကိုငွေလွှဲပြောင်းငွေတွေကိုတရားဝင်နီးလနဲ့ပို့ပြီးအစဉ်ပြေချောမွေအောင်စီမံဆောင်ရွက်ပေးသွားမယ်လို့ဦးခင်ကပြောခဲ့တာပါလက်ရှိမှာနိုင်ငံသားငွေလိုအပ်ချက်ရှိနေတဲ့စစ်တပ်ကပြည်ပရောက်အလို့သမားတွေကိုမိသားစုစီကိုလာစာရဲ့20ရာခိုင်နှုန်းတရားဝင်လွှဲပို့ဖို့အကြက်ကညွှန်ကြားထားတာဖြစ်ပါတယ်ငွေလွှဲဖို့ပြက်ကွက်ရင်နိုင်ငံကူးလက်မှတ်တက်တန်းတိုးမပေးတာနောက်တစ်ချိန်ပြပထွက်အလုပ်လုပ်ခွင့်မပေးတာ ပြပအလုတ်ကိုင်းအလုတ်သမားတက်တဲ့ခံကန် OWIC ၆ထောက်ခွင့်မပေးတာမျိုးနဲ့အရေးယူမယ်ဆိုပြီးတော့လဲစစ်တပ်ကချင်းချောက်ထားပါဗျ။ဒီလိုမျိုးအတင်းကျပ်ငွေလွှဲပို့ခိုင်းတာကိုပြပရောက်အလုတ်သမားတွေကမလိုလားသလို PR အမျိုးမျိုးပေးနေတဲ့အပေါ်လဲဝေဖန်မှုတွေရှိနေကြပါတယ်ရှင်။စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒပြန်ဆက်ကအပေါ်ဝေဖန်တာကိုထောက်ခံတဲ့ရုပ်ရှင်ဒါရိုက်တာနှစ်ယောက်ကိုထပ်ဖန်လိုက်ပြီးပြည်မှုဆိုင်ရာဥပဒေနဲ့ပါအရေးယူမယ်လို့စက်ကောင်စီကအောက်တိုဘာလ31ရက်နေ့ညမှာထုတ်ပြန်ပါတယ်။ ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းနဲ့ဇလန်းမှာပါဝင်တယောက်ဆောင်ခဲ့သူတွေကိုလူမှုကွန်ရက်မှာဝေဖန်ရေးသားတာကိုထောက်ခံနေဆိုပြီးဒါရိုက်တာတက်လွင်ခေါ်ဇမုထွန်းတက်လွင်နဲ့ဒါရိုက်တာအောင်ချမ်းလူခေါ်အေးချမ်းအောင်တို့ကိုသူတို့နေအိမ်တွေကနေဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။သူတို့ဟာစစ်တပ်ကအနာသိန်းတာကိုမထောက်ခံတဲ့အပြင်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအောင်မြင်စေရေးအတွက်သူတို့တက်ကြွနဲ့အမှုပညာကဏ္ဍနဲ့ပူးပေါင်းပါဝင်တာမရှိကြောင်း ဒဒတအားပူပေါင်းပါဝင်သူတွေကိုပြပရောက်နေသူတွေကလူမှုကွန်ရက်ကနေဝေဖန်တဲ့အပေါ်ထောက်ခံအားပေးခဲ့တာကိုစစ်စစ်တွေ့ရှိရကြောင်းထုတ်ပြန်ပါတယ်။သူတို့ကိုရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖြစ်စီချင်းကနေကွယ်ပေးရဥပဒေအပါဝင်ပြည်မှုဆိုင်ရာဥပဒေတွေနဲ့အရေးယူမယ်လို့လည်းထုတ်ပြန်ထားပါတယ်။အော်တိုဘားလ29ရက်နေ့ကလည်းစစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဆက်ကားကိုဝေဖန်ခဲ့တဲ့ဒရိုက်တာမိုက်တီ၊ဇက်ပိုတိယုဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတိယုဆောင်အွန်လိုင်းတို့ကိုစက်ကောင်စီကဖမ်းဆီးခဲ့ပါသေးတယ်ရှင်။ အာဏာသိမ်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုစတင်တဲ့သူတွေကိုဖိနှိပ်ဖို့ပြဋ္ဌာန်းထားတဲ့ရွေးကောက်ဥပဒေခေါ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့အော်တိုဘာလ29ရက်နေ့ထိအရေးယူထားသူစုစုပေါင်း88ရောက်ရှိပြီလို့စစ်တပ်ရဲ့ပြည်ထောင်စုဝန်ကြီးကပြောပါရယ်။အော်တိုဘာလ31ရက်နေ့ကနေပြီးတော့မှလုတ်တဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်က ပြောထားတာပါ။ စစ်တပ်ကအရေးယူထားတဲ့အထဲမှာအမျိုးသား83ယောက်နဲ့အမျိုးသမီး9ယောက်ပါဝင်ပါတယ်။အာဏာသိမ်းစစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဝေဖန်သူတွေကိုဖိနှိပ်ဖို့အတွက်ရွေးကောက်ဥပဒေကိုဇူလိုင်လ29ရက်နေ့ကအသက်သွင်းခဲ့တာဖြစ်ပြီးရွေးကောက်ပွဲကိုဝေဖန်ရုံလူမှုကွန်ရက်ကရွေးကောက်ပွဲကိုဝေဖန်တဲ့အကြောင်းအရာတွေကို like လုပ်ပြီးထောက်ခံရုံနဲ့တဲ့ဖန်ဆီးတာတွေကိုလုပ်နေတာဖြစ်ပါတယ်ရှင်။ ကီနီပြည်နယ်လွိုက်ကော်အချင်းထောင်ကနေအော်တိုဘားလာတဲ့လွရဆိတ်နယ်ပြန်လွတ်လာတဲ့နိုင်ငံရေးအကြံသား၃ယောက်ထဲက၁ယောက်ကိုတခြားထက်တိုးအမှုတစ်ခုနဲ့ရဲစခန်းကပြန်ဖမ်းသွားတယ်လို့နိုင်ငံရေးအကြံသားများစီယုံ KPP အဖွဲ့တာဝန်ရှိသူကအော်တိုဘားလာ၃၀ရက်နေ့ကပြောပါရတယ်။ အော်တိုဘာလပထမအပတ်က90မြင်းချောင်းနှစ်ပုံမှနဲ့နိုင်ငံရေးကျင်းသားတယောက်တတိယအပတ်မှာ90မြင်းချောင်းနှစ်ပုံမှနဲ့နိုင်ငံရေးကျင်းသားတယောက်စတုထအပတ်မှာ18မြင်းချောင်းတက်905ကနဲ့နိုင်ငံရေးကျင်းသားတယောက်လွတ်ရစေနဲ့လွတ်ခဲ့ပြီးစတုထအပတ်ကလွတ်ခဲ့တဲ့နိုင်ငံရေးကျင်းသားကိုနောက်မှုတစ်ခုနဲ့ရဲစခန်းမှာဖမ်းခံထားရတယ်လို့သိရပါဗျ။စက္ကုနေမြေဆောင်တဲ905ကတယောက်ကလွတ်လာတဲ့သူကိုအမှုထက်ဆွဲဖို့အတွက်ရဲစခန်းမှာထိန်းသိမ်းထားတဲ့အခြေအနေရှိလို့ လလော့ဆယ်ဘာအမှုနဲ့ဆွဲတယ်ဆိုတာကိုမသိရသေးဘူးလို့ KBBA ရဲ့တာဝန်ရှိသူတယောက်ကပြောပါရယ်။လိုက်ကောအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသား154ယောက်အကျဉ်းသူ21ယောက်အကျဉ်းချခံနေရပြီးနိုင်ငံရေးအကျဉ်းသားတွေက အခုလက်ရှိအချိန်ထိထောင်ဝင်စာအဲ့တွေ့ခွင့်မရဘူးလို့ဆိုပါရယ်။ ပြီးခဲ့တဲ့2025ခုနှစ်မတ်လကနိုင်ငံရေးအကျဉ်းသူ၁ယောက်နဲ့အကျဉ်းသား၃ယောက်လွတ်ရစေနဲ့လွတ်မြောက်လာပေမဲ့ရဲစခန်းမှာပဲထားပြီးအကြမ်းဖက်ပုံမှန်တွေနဲ့ထောင်ပြန်ချခဲ့တယ်လို့ KPPC ကသိရပါတယ်ရှင်။ကရနီပြည်နယ်နဲ့ကယန်းဒေသအတွင်းမှာအော်တိုဘာလတလတာအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အယောက်90တိဆုံးခဲ့တယ်လို့တိုးတက်သောကရနီပြည်သူ့အင်အားစု PKPF ကနိုဘာလ၁ရက်နေ့ကထုတ်ပြန်ပါတယ်။ ကရင်နီနဲ့ရှမ်းပြည်နယ်ဇက်တွေမှာစစ်ကောင်မရှင်တပ်ကစစ်မျက်နှာ၅ခုဖြန့်ပြီးစစ်တောင်းထိုးလာတာကြောင့်တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားပြီးစစ်တပ်ဘက်အပါအဝင် ပေါ်တာဆွဲခံထားရသူတွေလည်းတိစုံတာတွေရှိနေတယ်လို့ဆိုပါတယ်စစ်တပ်ကစစ်ကြောင်းထိုးနေတာတလက်မရရင်တလက်မလောက်တိုးနေတော့ထိုးစစ်ကပုံနာနေတာ ဖြစ်တယ်လို့မြေပြင်ရဲဘော်တယောက်ကပြောပါရယ် အဲ့ဒီတိုက်ပွဲအတွင်းပြည်သူစစ်တွေထိုးကျွေးခံရပြီးတေဆုံးသူများပြားတဲ့အပြင်လူအင်အားများတဲ့အတွက်တနက်ရောက်ဖို့ခက်ခဲသွားခဲ့တယ်လို့ပြောပါရယ် ဒီမော့ဆိုလိုက်ကောမိုးပြဲဘော်လခဲနဲ့ဖလူဆိုမျိုးနဲ့အတွင်းကိုစစ်တပ်ကထိုးစစ်ဆင်နေတဲ့၃လကျော်အတွင်းမှာထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပါတယ်။အော်တိုဘာလအတွင်းစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှု၆ကြိမ်ရှိခဲ့ပြီးလက်နက်ကြီးနဲ့ဒရုန်းကြောင့်အရသာပြည်သူတယောက်သေဆုံးကထိခိုက်ဒဏ်ရာရရှိသူ၃ယောက်ထပ်မံရှိခဲ့ပါတယ်။ဒါ့အပြင်လူနေအိမ်တွေကိုမီးရှို့တာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာ ဒရုန်းနဲ့ဘုံချတိုက်ခိုက်တာတွေကြောင့်တလအတွင်းလှူနေအိမ်26လုံးနဲ့ဘာသာရေးအဆောက်အုံတလုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ PKPF ကထုတ်ပြန်ပါတယ်ရှင်။အော်တိုဘားလ23ရက်နေ့က ARD တိုင်းရည်ကြီးမြို့နယ်စပင်ကြီးရွာကပြည်သူ24ယောက်ထပ်မံတေဆုံးခဲ့တဲ့ဘုံကျဲမှုအပါအဝင်ပြည်သူလူထုကိုဆရာဇွဲမှုတွေကျူးလွန်နေတဲ့စစ်တပ်ကိုအပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့ ARD တော်လိုင်းအဖွဲ့တွေကပူးပေါင်းထုတ်ပြန်ပါတယ်။ ARPDF အမှတ်29နီးပြူဟာ ARD တိုင်းစစ်ဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ARD တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖားတို့ကအောက်တိုဘာလ31ရက်နေ့မှာပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်စစ်တပ်ကနိုင်ငံရေးအရာရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းလှုံ့ဆော်နေသလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်းဟန်ပြလှုံ့ဆော်နေပေမဲ့တစ်ဖက်မှာလည်းအရသာပြည်သူတွေရဲ့နေအိမ်တွေရှိရာရည်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကအရာရီတိုင်းဆက်ပြင်းကြေးရွာကိုစစ်တပ်ကပေါင်900ဖုံးသီးနှလုံး ပေါင်250ဖုံးသီး3လုံး Jet Fighter 3စီးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကလေးသူငယ်တွေအပါအဝင်အယသား24ယောက်ထပ်မင်းသေဆုံးခဲ့ရပါတယ်။ဒါ့အပြင်စစ်တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင်းလက်နက်ကြီး drone နဲ့ဖုံးသီးအစထိမှန်တာကြောင့်ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ပြည်သူပေါင်း55ယောက်ထပ်မံရှိခဲ့ပြီးထိခိုက်ပျက်စီးခဲ့တဲ့စာတင်ကြောင်ဖုံကြီးကြောင်အပါအဝင်လူနေအဆောက်အုံပေါင်း68လုံးထပ်မံပျက်စီးခဲ့တယ်လို့တော်လိုင်းအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာပါရှိပါရယ်ရှင် စစ်ကောင်မရှင်ကအရေးပေါ်အခြေအနေကြီးညာထားတဲ့တိုင်းနယ်ပြည်နယ်၉ခုကမြို့နယ်63ခုကိုနောက်ထပ်ရပ်ပေါင်း90အရေးပေါ်အခြေအနေဖြစ်ဆက်လက်ကြီးညာကြောင်းအော်တိုဝါလာ31ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ 2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကတိုင်းနယ်ပြည်နယ်၉ခုမှာရှိတဲ့မြို့နယ်ပေါင်း63မြို့နယ်ကိုရက်60ကြာအရေးပေါ်အခြေအနေကြီးညာခဲ့ပြီးဒါကိုအော်တိုဘာလ31ရက်နေ့ကနေနောက်ထပ်ရက်ပေါင်း60ကြာအတီးဖြစ်တယ်လို့ယာယီသမရအဖြစ်ခံယူထားတဲ့မင်းအောင်လှိုင်ကထုတ်ပြန်ခဲ့တာပါ။ ဒီမြို့နယ်63မြို့နယ်ထဲမှာအာရခတပ်တော်အေးထိန်းချုပ်ထားတဲ့မြို့နယ်15ခုပါဝင်နေပါတယ်။နောက်ပြီးမကြသေးခင်ကစစ်တပ်ကပြန်လည်ထိန်းချုပ်ခဲ့တဲ့ရှမ်းပြည်နယ်ကတီဘောမြို့နယ်နဲ့ကြောင်မဲမြို့နယ်တို့လည်းဆက်လက်ပါဝင်နေတာဖြစ်ပါတယ်။အရေးပေါ်အခြေအနေအဖြစ်တက်တန်းတိုးချောင်းကျင်းညာထားတဲ့မြို့နယ်63မြို့နယ်ကိုစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီး စေုပ်ချုပ်ရေးအာဏာကိုသက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုတွေကိုအနှင်းထားတာကဆက်လက်အတီဖြစ်တယ်လို့တက်ချုပ်ယုံကစေုပ်ချုပ်ရေးအမိန့်အမှတ်၃မြင်းချောင်း2025ကိုအော်တိုဝါလာ31ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်ရှင်ကိုရီးယားအလုတ်ကင်အတွက် special EPS topic ဆမဝဲမှာအောင်မြင်သူ900နီးပါးရှိပြီးအောင်တဲ့အရေးအတွက်များခဲ့တယ်လို့စစ်တပ်လောက်ခံအစိုးရပြည်ပအလုတ်ကင် agency POEA ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ Special EPS topic ဆောင်မပွဲမှာဝင်ဖြည့်သူအယောက်980ရှိတဲ့အထက်က688ဦးအောင်မြင်ခဲ့ပြီးကြာရှုံးသူ82ဦးပဲရှိခဲ့တာဖြစ်ပါတယ်။အဲဒီဆောင်မပွဲကိုဝင်ရောက်ဖြည့်ဆိုခွင့်ရှိသူ9900နီးပါးရှိပြီးဖြည့်ဆိုဖို့လျှောက်ထားတာ980ဦးပဲရှိခဲ့တယ်လို့အောင်ချက်လဲကောင်းခဲ့တာဖြစ်ပါတယ်။ Special EPS Topic ဆောင်မပွဲမှာတောင်ကိုရီးယားနိုင်ငံကိုတွားရောက်လုပ်ကင်ခဲ့မှုတဲ့အလို့သမားတွေနောက်တစ်ချိန်တွားရောက်လုပ်ကင်နိုင်အောင်ပြုလုပ်ပေးတဲ့ဆောင်မပွဲဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာအနည်းဆုံး3နှစ်နဲ့အထက်လုပ်ကင်ခဲ့မှုပြီးမြန်မာနိုင်ငံကို2010ဇန်နဝါရီ1ရက်နေ့နောက်ပိုင်းပြန်လည်ရောက်ရှိခဲ့တဲ့သူတွေနောက်တစ်ချိန်ပြန်လည်တွားရောက်လုပ်ကင်နိုင်ဖို့အတွက်ဒီဆောင်မပွဲကိုရည်ရွယ်ကျင်းပတာလို့ POEA ကအတည်ပြုထားပါတယ်။ Special EPS topic စာမွေးကိုအော်တိုဘာလ22ရက်နေ့ကနေ24ရက်နေ့အထိပြုလုပ်ခဲ့တာဖြစ်ပြီး အောင်မြင်သူတွေရဲ့အလုပ်လျှောက်လှတင်ရမယ့်ချက်ကိုထက်ကြေညာပေးမယ်လို့ POE ကဆိုပါတယ်။လက်ရှိတောင်ကိုရီးယားနိုင်ငံမှာမြန်မာလုံသား၈000နီးပါးရောက်ရှိလုပ်ကိုင်နေသလိုလစဉ်လုံသားရာနဲ့ချီဆင်လွတ်နေတယ်လို့ထုတ်ပြန်ချက်စည်းရုံးတွေအရသိရပါတယ်ရှင်။ ရှမ်းမြောက်ဒေသမှာအပြစ်ရက်ပြီးတဲ့နောက်အာရခတတော်အေတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကိုသာမကပဲပြည်သူလူထုကိုပါပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရှုံချကြောင်းအာရခတတော်အေကအော်တိုဘာလ31ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်ရှမ်းမြောက်ဒေသမှာရင်းနှောင်းမဟာမိတ်၃ဖွဲ့တွေကနှစ်ဖွဲ့ပြစ်တဲ့ MNDAA နဲ့ TNLA တို့နဲ့အပြစ်ခတ်ရက်စဲရေးကိုမရှိမနှောင်ပြုလုပ်နိုင်ခဲ့ပေမဲ့ ပြည်သူတွေအပေါ်ဆရာဆွေးမှုကျွလွန်တာတွေရောက်သွားတာမျိုးမရှိပဲတနိုင်ကလုံးအနှံ့အပြားမှာအပြစ်မဲ့အရသာပြည်သူလူထုအပေါ်နှိမ့်စင်နေမြကျွလွန်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်စစ်တပ်ကအေတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကိုသာမကဘဲပြည်သူလူထုကိုပါပိတ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအော်တိုဘာလ30ရက်နေ့ကစပြီးအရှိန်မြှင့်လှုပ်ဆောင်လာခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ ဒီလိုအချိန်မြင့်တိုက်ခိုက်ခဲ့တဲ့အတွက်အော်တိုဝါလ30ရက်နေ့တရက်ထဲမှာပဲစစ်တွေမျိုး၊ရသေးတောင်မျိုး၊ပုံနှကျွန်းမျိုး၊ပောက်တော်မျိုးနဲ့ကျောက်ဖြူစင်ချောင်းတိုက်နယ်ကဂုံဘွေရွာကအယတားပြည်သူ၈ယောက်တိစုံခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူ22ယောက်ရှိခဲ့တယ်လို့လည်းအေအေကဆိုပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်အတွင်းကပြောင်းပေါ်ချိန်အထွတ်နှုံနေတဲ့အပြင် ြောင်းစည်းမကောင်းတာကြောင့်အရှုံးတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ပြောင်းဆိုင်တောင်သူတွေစီကသိရပါဗျ။ ပြောင်းဆိုင်ရာဒီမှာမိုးများပြီးအထွန်းနှုံးကျဆင်းခဲ့တဲ့အပြင်ပြီးခဲ့တဲ့2024ခုနှစ်ကပြောင်းပေါ်ချိန်တပိတ်တာ1400ကျပ်ရရှိခဲ့ပြီးဒီနှစ်မှာတပိတ်တာ1200ကျပ်နဲ့1300ကျပ်အတွင်းသာရရှိခဲ့ပါတယ်။ဒါအပြင်ပြောင်းဆိုင်တောင်သူတွေဟာအတွင်းအားစုနဲ့စိုက်ပျိုးစရိတ်ကြီးမြင့်ခဲ့ပြီးပြောင်းပေါ်ချိန်တဧကကိုပိတ်သက်ချိန်1000မဲထွက်ရှိပြီးရောင်းချရမှာတော့ကျပ်12သိန်းခွဲသာရရှိတဲ့အတွက်တောင်သူအများစုအရှုံးနေတဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ ဒီနှစ်ငါတို့တောင်သူတွေမကြိုက်လို့ရှုံးနေသူတွေများတယ်လို့တောင်သူအမျိုးသားတယောက်ကပြောပါတယ်။ပြောင်းဆိုင်ရာမှာထဲထိုးခအမျိုးစိတ်မျိုးစာလှုပ်သားခအပါဝင်တေကကိုကုံကြစရိတ်အကျက်ဆယ်သိန်းကျော်ပြီးမြေငှားရဲလောက်ကင်သူတွေအနေနဲ့တေကကို2သိန်းထပ်မံကုံကြတယ်လို့ပြောပါတယ်။ ဒါအပြင် ပြောင်းပေါ်ချိန်ပြောင်းချွေကတည်ယူစရိတ်လမ်းကြီးစတဲ့အပူကုန်ကျစရိတ်တွေပါရှိတယ်လို့သိရပါဗျ။ပြောင်းဆိုင်ရာတီချိန်နောက်ချုံမြို့နယ်အတွင်းစစ်ဘေးရှောင်ရင်စိုက်ပျိုးခဲ့ရတဲ့အပြင်တိုက်ပွဲဖြစ်ပွားနေတဲ့ကားလမအနေကဒေသခံတွေဟာစိုက်ပျိုးရေးလုပ်ကင်ခွင့်မရခဲ့ဘူးလို့သိရပါဗျရှင်။